တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ6ရက်ကနေ14ရက်နေ့တော်တွင်မှာစမ်းပွဲမယ်စုပေါင်းလုပ်ငန်းကျူပေးမယ်အမျိုးသမီးမိတ်ဆွေကြီးတူအကြီးကဲတူထံမှာကောင်းသောကူညီရမယ်စုပေါင်းတွဲပေးလုပ်သောလုပ်ငန်းတို့မှာကောင်းသောကျိုးစေရမယ်ကလာရှိကြစိုင်းငံ့တာတွေလုပ်တဲ့အစဉ်ပြေမယ် ရတ္တနဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဆောင်ရွက်နိုင်တယ်မိမိဘောမှာကောင်းသောအကျိုးပေးသောသူများနဲ့တွေ့ပြီးအလိုပြည့်စုံခြင်းဘဝတွေ့တဲ့ခြင်းတွေရှိကိုယ်ပိုင်ယက်တီချက်နဲ့လောကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုပိုင်ဆိုင်ကစားရရှိမယ်ရှင်ရဲ့နေရာတော့ရာရာစင်ပြေခြင်းကံကောင်းခြင်းတွေ့တဲ့ခြင်းကိုကြောင်းမယ်အလိုပြည့်စုံမယ် ကိုရည်နေမှာခီးကိစ္စပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်။ဆယ်ရည်နေကနေုံလားပြည့်နေဖြစ်တဲ့အဲ့ဒီနေ့မှာအချိန်ကာလမရွေးပတောက်ပင်တို့ကို စိုက်ပြိုးရန်ရက်ဖြစ်တဲ့ခြံတောက်၄တောက်မှာပတောက်ပင်ကိုအကိုင်းလိုက်စိုက်ထားလိုက်ပြီးတော့ရှင်သန်စီခြင်းဖြင့်လုံခြုံရင်းရမယ်။ကောင်းသောကံကြမ္မာတွေရမယ်။နောက်မိမိ တောက်ပင်တို့ကိုဆက်ပြုတ်ခြင်းဒါနပြုခြင်းဖြင့်လည်းထူးခြားတဲ့အစွမ်းသတ္တိရှိစေတဲ့ကံကြမ္မာတွေကိုလည်းရစေတယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေနေဖြစ်တဲ့အဲ့ဒီညနေ၃နာရီချိန်မှာစည်းပေနေပင်ရဲ့အရှိတောင်ကိုင်းကနေစည်းကမ်းကိုဖြတ်ပြီးရှစ်လက်မအလျားဖြတ်အခောက်ခွာပြီးရွှေအောင်လေးတုပ်ပြီးတော့လက်ပွင့်ကံပွင့်စေတဲ့အစီအပြည့်ဆောင်ယူနိုင်တယ်။၁၇ရက်နေ့မှာ အလုံးစုံကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံပေါ်ပဲဒါပေမဲ့ရန်နဲ့ရှင်ပြီးလောရမယ်။စနေရနေ့မှာလမ်းကြောင်းစစ်ထွင်ပြီးလောက်တာအဆင်ပြေတယ်ဘဝတွတ်တက်မယ်။ဆက်သောရနေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လူကိုလောရတတ်တယ်။ဆက်လေးရနေ့မှာမူလစီစဉ်တာတမျိုးလက်တွေ့တမျိုးဖြစ်လေကစားမိမိရည်မှန်းချက်နဲ့လိုလားချက်တွေအားလုံးကိုကောင်းစွာကြိုးပမ်းခြင်းနဲ့တွတ်တက်ခြင်းဖြစ်ကုန်ဖန်တီးနိုင်လိမ့်မယ်။ တပတ်တာအတွင်းတနင်္လာနေ့သောကြံနေ့ကနေ့မွေးသူတွေကောင်းကျိုးပေးပြီးဇာတာပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါလေ6ခုကိုကနန်းနေ့ကျိုးပေးပါလေအပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲရမှာဖြစ်ပါလေကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်ပန်းရောင်နေ့စီပွင့်တို့ကိုဖျားကတ်တူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါဂျူနာ ရှေ့ရကန်နေ14ရက်နေတော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိပဲရီမန်းချက်သိအောင်မြင်ပဲလူမျိုးခွဲအကျိုးပြပဲခီးကိစ္စဆင်ပြပဲပစ္စည်းပြောက်တတ်တယ်ရင်းနှီးသူများနဲ့စကားများတတ်တယ်လူမျိုးခွဲကပြများနဲ့အကျိုးပြတယ်ချမ်းကအခန်းကိစ္စအတွက်စကားပြောရလိမ့်မယ်နေရာပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်မှုအောင်မြင်မယ်ရီမန်းချက်သိတို့ကိုလက်တွေ့ကောင်းထည့်ဖို့နိုင်တယ် ရတတ်တဲ့လုပ်တွေပြန်လဲစတင်နိုင်တယ်။ဝေဂျေပေးယူကိစ္စတွေမှာတတိနဲ့ဆောင်ရရမယ့်ခန္ဓာကိုယ်ကြာရောက်တယ်။ရှင်းရဲ့နေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။မိမိစန္ဒရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ရအဆင်ပြေမယ်။ကိုယ့်ရဲ့နေမှာဝေဂျေလက်လာဘကံဥစ္စာကံတိုးတက်ခြင်းညီမခြင်းအောင်မြင်ခြင်းတွေရှိ။ဆယ်ရဲ့နေဟာ အရာရာအတိုက်ခံနေနဲ့ရှင်ပြီးတော့ရန်နောက်စစ်တွေနဲ့ကြုံတွေ့ရတတ်တယ်။ဆယ်ရက်နေ့မှာ ပတောက်ပင်ဆက်ပြုတ်ရနေဖြစ်တယ်။ခြံဝင်းနဲ့နေသူများခြံတော့လေးတော့မှာပတောက်ကိုင်းလို့ကိုထိုးပြီးတော့ဆက်ပြုတ်ထားပါ။အခြားသူတွေအတွက်လည်းမြေနိုင်ဖြစ်စေအိုးနဲ့ဖြစ်စေပတောက်ပင်ကိုဆက်ပြုတ်ပြီးတော့ကိုယ်အနီးဘက်မှာထားရှိပါ။ ထူးခြားတဲ့အနေအထားတွေရှိလာပါလိမ့်မယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေ့ဖြစ်တဲ့၁၀ရက်နေ့ဇွန်ရက်နေ့သုံးနိုင်အချိန်မှာစီဘီတပင်ရဲ့ရှစ်တောင်ကိုင်းကန်နေစီကိုင်းကိုယူပြီးတော့ရှစ်လက်မာလျာဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ပြီးတော့ဆောင်းမရောင်းမပွဲပွင့်စေတဲ့ အဆောင်ဖြစ်လာတယ်။စတေးနေ့မှာရေးပါတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်။စီမံချက်တွေကိုလည်းတွေးခေါင်ထည့်ဖို့နိုင်မယ်။စနေနေ့မှာရတ္တနဲ့လူတွေပြန်လဲစတဲ့နိုင်တဲ့ပိတ်နေတဲ့ကြောင့်ဒီကုန်ပြန်ပွဲမယ်။ဆက်သောရနေ့သူတို့ကြကြကောင်းကြီးကတဲ့စူပေါင်းလုံးကကြိုးပြခြင်းဘဝတိုးတက်ခြင်းတွေရှိ14ရက်နေ့မှာ ရှင်ပြိုင်မှုအောင်မြင်မယ်မူလနေထာနေပုံမြင့်တဲ့ခြေနေကောင်းကို ပြောင်းလဲတိုးတက်သောအနေအထားနဲ့ကောင်းသောကံကြမ္မာအကျိုးပေးမှုအစစ်အရရှိမယ်။ဇာတာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းချိုးပေးတဲ့တဏှင်းကတွေတင်းလာမွေးသူတွေဒုက္ခပြေတတ်တယ်။နှစ်ခုကိုကနန်းနေအကျိုးပေးတဲ့အဖြူရောင်ဆိုင်ရောင်မိခိုးရောင်တို့ကိုဝတ်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါအဲဆိုင်ထဲမှာဖဲကြိုးစိမ့်တစ်ခုကိုထည့်ပြီးတော့ရေမွေးနတ်သာဖြန့်ပြီးလူနဲ့ဆောင်းထားပြပါ ထူးထူးခြားခြားကောင်းခြင်းနဲ့ချိုးပြခြင်းကံကြီးရှိတာပါဗျာကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2020မှာဂျွန်နတ်ရှိရကနေ14ရက်နေ့တွင်တည်ရှိနေတဲ့ကာလအတွင်းရံများမယ်တိုက်ခတ်များမယ်တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နေမယ်အာမခန္ဓာတောင်းယူတာမလုပ်ပါနဲ့ဝေကျင်း အပေးယူကိစ္စတွေမှာအငင်းပွားတတ်တယ်။စင်းစရာရှုပ်တွေးများကြာပံဝင်ပတ်သက်ရတတ်တယ်။ရသည်ရတတ်တာတွေကြာကြမယ်။ကိုယ်နာမည်သိက္ခာထိခိုက်အောင်လဲလံပြောဆိုဆွဆွဲသူနဲ့တွေ့တတ်တယ်။အချင်းမမှုတွေကိုဖြေရှင်းရတတ်တယ်။သူတစ်ပါးပြဿနာကိုပြဿနာဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။အိမ်တွင်းဘူးရှိတယ်။အိမ်မှာမကြာခဏပဋိပက္ခများခြင်းစကားများခြင်း စိတ်နှောင့်ယှက်များခြင်းတွေရှိတယ်။ရှင်းရနေရတော့အညာဆိုးလွှမ်းမှုနေတဲ့ရက်တစ်ခုဖြစ်တယ်။ကိုယ့်ရဲ့နေ့မှာတော့အရာရာစစ်ပြေတယ်။ကောင်းသောကံနဲ့ဒုတ်တက်ခြင်းတွေရှိမယ်။ဆယ်ရက်နေ့မှာဥတီကျက်စစ်တွေလုပ်ငန်းစစ်တွေလုပ်ကိုင်းပြီးတော့အရာရာစင်ပြေမှုနဲ့ဒုတ်တက်မှုတွေရှိမယ်။ရှင်မကျက်စစ်တရားမြင်မယ်အဲ့နေရနေုံလားပြင်းနေလည်းဖြစ်တယ်လားပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ် အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့ရှေ့တောင်ခိုင်းကန်ဒီစီကန်းကိုဖြတ်ပြီးတော့ရှေ့လက်မလျာဖြတ်အခောက်ခွာ ရွှေအောင်တုပ်ပြီးတော့အယောင်းဝယ်စီဝါလုပ်တဲ့နေရာမှာအဲ့ဒါနေထားရှိပြီးတော့လက်ခေါ်လက်ပွင့်စီရင်စီရင်ဆောင်ရွက်ပါအဲ့ဒီနေ့ပဲနေုံလာပြည့်နေ့နေုံလာပြည့်နေရာပတောက်ပင်ဆက်ရမယ်ခြံဝင်းကျယ်ဒီမှာခြံတောင်လေးခုမှာပတောက်ခိုင်းကိုစိုက်ပြီး ဆက်ပြုတ်ထားမယ်။နောက်ပြီးတော့မြေတစ်ခုမှဖြစ်စေဦးထဲမှာဖြစ်စေပတောက်ပင်စိုက်ထားတယ်ရ။အဲ့ဒီမှာစိုက်ပြုတ်တဲ့ပတောက်ပင်တွေမှာထူးခြားတဲ့စွမ်းသက်တည်ရှိပြီးတခုတည်းမြဘေးရနေကင်းတယ်။အိမ်မှာထားလို့ကောင်းတယ်။စတည့်ရနေ့ကတော့အရာရာစင်ပြေသောကံနဲ့အလိုပြည့်ခြင်းတိုးတက်ခြင်းတွေကိုရရှိမယ်။စတည့်ရနေ့ကမူလစီစဉ်တာနဲ့လက်တွေ့ကြွားမယ်ပြီးမှအစဉ်ပြေသွားမယ်။ 73ရက်နေရအရာရာတိုက်ခတ်နေကြုံမယ်ပြီးမှအစဉ်ပြေမယ်74ရက်နေရအပြောင်းလဲတဲ့ဒုတက်မှုစစ်တွေကိုဖန်တီးခွင့်ရှိတဲ့အနေထားတွေကြုံမယ်ဇာသာပတိနေဗုဒ္ဓနေတနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်15ကိုကနန်းကျိုးပေးတယ်အစိမ်းရောင်ဖြူရောင်အပြာရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့ အလိုရှိရာကိစ္စများဆောင်ရွက်ပါအိမ်ဒီဘာမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုစေဝါဒုဌာနပြုပေးပါကျေးဇူးတင်ပါဗုဒ္ဓနဲ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ6ရက်နေ့ရက်နေ့14ရက်တွင်အပြောင်းလဲတဲ့ဒုတက်မှုရှိမယ်ရေမှန်းချက်စစ်အောင်မြင်မယ်ငွေကြေးကန်ကောင်းမယ် အပြောင်းလဲသစ်တွေမှာအိန္ဒိယလုပ်ငန်းတွေဟာဆက်ဆက်တင်ဝင်ချင်းအကုန်လုံးပြောင်းလဲမှုရှိသွားတယ်။တခါမှမလုပ်ဘူးတဲ့အလုပ်လုပ်ရလိမ့်မယ်။ဆုံးဖြတ်ချက်တွေမှန်မယ်။ရှင်းပန်းချက်တွေအောင်မြင်မယ်။ခက်ခဲလုံးကျော်လာနိုင်မယ်။ဥတီလိုက်တိုင်းတိုက်ခံစီမယ်။မဖြစ်မနေလုပ်မှုကြောင့်ဆုံးမအောင်မြင်သွားမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တွန်းလုပ်ခဲ့တာကောင်းတယ်။စဉ်းစားလေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာခွင်းကောင်းတွေလက်လုံးကျဖြစ်သွားတာမျိုးကြုံမယ်။ ချက်ချင်းဆုံးဖြတ်ဆုံးဖြတ်ချက်မှန်ကုန်မှန်ရမယ်ဒီကာလအတွင်းမှာရှင်းရနေရတော့အရာရာစင်ပြေသောနေတာနဲ့တွေ့တဲ့တဲ့ကံတွေပေါ်ပြီးတော့လိုရာပြည့်စုံမယ်ကိုယ့်ရဲ့နေမှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲများဖြစ်ရှိနိုင်ခြင်းကိုကြောက်မယ်ဆယ်ရနေရအရာရာစင်ပြေသောနေတစ်ခုဖြစ်တယ်လာပြည့်နေ့နေုံလာပြည့်နေ့အဲ့ဒီမှာပတောက်ပင်ဆိုင်ရတယ်ခြံကျဲတဲ့သူတွေခြံတော်လေးခုမှာစိုက်တာဓမြသခိုး မေဥပါနေကင်းတယ်။နောက်အင်းအိုးနဲ့ဖြစ်စေမြေတွင်ဖြစ်စေပတောက်ပင်တွင်ရှေ့မှာဆိုင်လေရ။ထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်။နေုံလားပြင်းတဲ့ပတောက်ပင်ဆိုင်ရတယ်ထူးခြားတဲ့အစွမ်းရှိတယ်ပတောက်ပင်ဆိုင်တဲ့ရက်ဒီတနေ့လုံးမှာမှတည့်ရဖြစ်စီအဲ့ဒီရက်မှာဆိုင်တယ်ထူးခြားတဲ့ကံကိုရှိတယ်။နောက်လာပြင်းနေတဲ့ငံလေးနဲ့တိုက်ဆိုင်တယ်လက်ဖွင့် ရောင်းကောင်းစေတဲ့ရတရားစီရင်လုပ်လို့ရတယ်။ညနေ3နာရီမှာတော့ရမယ်။10နာရီကျွန်းတာစီးပင်တပင်ရဲ့ရှေ့တောင်ကန်ကဇီကန်ကိုဖြတ်ဇီကန်ခဲတာလုံးသာသာလောက်ဆိုရင်ကိုရတယ်။ရှင်လက်မတရားဖြတ်အခောက်ခွာရွှေရောင်တော့လက်ပွင့်ကပွင့်စေတဲ့အဆောင်ဖြစ်ဆိုင်တို့အလုံးညာတို့မှထားရောင်းရင်သာရှိထိတွေ့ပြီးအ мян ထွက်စေတွင်စေဆိုရောင်းထွက်တယ်လက်ပွင့်ကပွင့်စေတာ။ စတည့်ရနေ့မှာတော့အင်းနေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လုပ်တွေလုပ်အောင်စတည့်ရနေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရအစဉ်ပြေမယ်စသောရနေ့ငွေချေးကလက်လာဘကစီဘကံကောင်းတယ်စလေးရနေ့မှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝတိုးတက်တဲ့ကံနဲ့အရာရာစဉ်ပြေခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကို ဖြစ်ပေါ်စေတဲ့ကကြမာကောင်းတဲ့လူတွေဘုံကောင်းတွေကိုရရှိမှာဖြစ်တယ်။ တနင်္လာရင်ကစနေဝေးသူတွေကောင်းကျိုးပေးတယ်။တောက်ကြနေ့တနင်္ဂနွေနေ့ဝေးသူများကြောင့်စိတ်အောင်ရှက်ဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေ့ကျိုးပေးပါတယ်။အနဲ့ရောင်ပြာရင်ရောင်မိခိုးရောင်ဒီရောင်တွေကို သုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ရှင်မကြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနဲ့ကောင်းခြင်းကံတွေရဖို့အတွက်အနီရောင်ပန်းပွင့်ဖျားသူပြီးလိုရာဆုတောင်းပေးပါဆုတောင်းပြေးပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ကြာသာပတင်းနေ့ဝေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ ဂျွန်လာ၁၀ရက်နေ့နဲ့၁၄ရက်နေ့တော်တွင်မှာလက်ပွေမယ်ကံကောင်းမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်ငွေကြေးကံကောင်းမယ်အလောက်ကံစီးပွားတိုးတက်မယ်ရှင်ပြိုင်မှုမှသမျှအောင်မြင်မယ်ရှင်ဆွေဘုရားနေပုံမြင့်တဲ့နေတော့ကိုပြောင်းတိုးတက်ပြီးတော့လိုရာစံတတ်မှန်သမျှကိုတိတိကျကျခိုင်ရင်မှမှလက်တွေ့ကျကျလုပ်ကံကြိုးပေးလိမ့်မယ်လုပ်ငန်းဝင်ကသူတွေဝင်ဝင်တုန်းကတိုးတက်မယ် ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေရင်းနှီးမြှုပ်နှံမှုများမှာကောင်းသောကျိုးမြတ်ရမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်တွေကိုမှန်မယ်ပညာရှာသူများလိုရာပြည့်စုံမယ်ရှစ်ရက်နေ့အရာရာဆင်ပြေပြီးတိုးတက်တဲ့နေ့ကိုယ့်ရဲ့နေ့ရံပတိဘက်ကရင်နဲ့ကြုံမယ်ဆယ်ရက်နေ့အဟောင်းတွေသစ်ပြန်ဖြစ်မယ်ပြဿနာတွေဖြေရှင်းနိုင်မယ်ရပိုင်ခွင့်ဟောင်းတွေပြန်ရမယ်ဆက်တရက်နေ့ထူးထူးခြားခြားပြဿနာနှစ်ခုဖြေရှင်းပြီးအစီအပြေသွားနိုင်တယ်တပြိုင်တည်းတည်းတစ်ခုနဲ့မကလည်းလုပ်ကိုလုပ်လို့ရတယ်ဆယ်နှစ်ရက်နေ့ တပါသူအောင်အောသောအောင်လုပ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကိုဖြစ်အောင်လုပ်လို့ရတယ်73ရက်နေ့မှာနိုင်ရေးကိစ္စအခက်အခဲကိစ္စတပါသူကျမ်းမာရေးကိစ္စအတွက်လိုက်လံကူညီရတတ်တယ်74ရက်နေ့မှာပေါ်ပေါက်လာတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုယ့်အတွက်အထူးတလဲကောင်းတဲ့နေတာကိုရရှိပဲဒီကာလအတွင်းဂျူနာ70ရက်နေ့မှာထူးခြားတဲ့စွမ်းသက်တည်းနှစ်ခုရှိနေတယ်ဂျူနာ70ရက်နေ့ကနေုံလာပြည့်နေ့နဲ့တိုင်ဆိုင်တယ်နေုံလာပြည့်နေ့ဟာပဒောက်ပင်ဆယ်ပြုတ်ရတဲ့နေ့ဖြစ်တယ် ပတောက်ပင်ကိုစိုက်ပျိုးခြင်းဖြင့်ထူးထူးခြားခြားကောင်းတယ်တနှစ်မှမှတည့်ရဲ့ပတောက်ပင်ကဒီရက်မှဆက်ရတကိုးရှိတယ်ခြံဝင်းရှိတဲ့သူတွေခြံတောက်နေတော့မှပတောက်အကိုင်းနဲ့ထိုးပြီးဆိုက်လိုက်တခုတည်းမြရရကင်းတယ်အန်ဒီအကင်းဘေးရှင်းတယ်ဘေးဥပကင်းတယ်အိမ်ဒီမှာလဲအိုးနဲ့ဖြစ်စေမြေမှာဖြစ်စေနေရခက်ခဲရှိရင်လဲစိုက်ထားပေးပါတပည့်အပင်ကြီးလာရင်တော့ဘုန်းကြီးကျောင်းတူလိုက်ပေါ့ ရှိသမျှကာလပတ်စိုက်ထားသမျှကာလပတ်လာနေခြင်းနဲ့နောက်ဆယ်ရက်နေ့ဂျုံရဲ့ထူးခြားချက်တစ်ခုကလာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တယ်လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ရင်လက်ခေါ်လက်ကောက်လက်ပွင့်စေတဲ့အစီရင်ညနေ3နာရီချိန်မှာဇီးပင်ရဲ့အရှိတောင်ကိုင်းကဇီးကိုင်းခဲတလုံးသားသားလက်ညှိုးလက်မသားသားခိုင်းကိုဖြတ်ရှစ်လက်မလျားဖြတ်ပြီးအခောက်ခွာရွှေရောင်တုတ်ပြီးအလုံးနေရာဝင်းကျင်နေရာမှာ ထားထားလိုက်ပါ ရောင်းကျင်တာရှိတို့ပြီးအ мян ထွက်စီဆိုရင်ရောင်းကောင်းဝယ်ကောင်းဈေးခေါ်ကောင်းနဲ့အစီရင်ရလက်တွေ့ဆန်းသက်နိုင်တယ်ဒီကလာတော့တွင်မှာအဓိကလူတွေနဲ့ဆက်ဆံတဲ့အခါမှာတနင်္လာအင်္ဂါဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေဒုက္ခပေးတတ်တယ်ရှစ်ကိုခွန်ကနန်းနေကျိုးပေးတယ် အပြာရင်ရောင်မိခိုးရောင်နဲ့ပြောင်းနေသုံးရမယ်။ရွှေရောင်တွေ့ချိတ်တစ်ခုနဲ့ငွေရောင်တွေ့ချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေ့ပြီးပဲဆိုင်တဲ့ထဲဆောင်လိုက်ပါ။ထူးခြားစွာကောင်းတာပါပဲ။ကျေးဇူးတင်ပါတယ်။တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဇွန်လ6ရက်နေ့နေ့14ရက်နေ့တွင်ကာလမှာအတိုက်ခံရအားလုံးကိုကြော်ပြီးဘဝတွေ့တယ်မယ်။ ရှင်မန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးအောင်မြင်မှုရဲ့နှစ်သာရကိုရရှိနိုင်တဲ့ချက်ချင်းဆုံးဖြတ်ပြီးရှင်းထုတ်လုပ်တဲ့ကိစ္စအစဉ်ပြေမယ်ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ကိစ္စတွေကနေကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိသွားမယ်ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေရှင်မန်းချက်စစ်တွေကိုအလုံးစုံအောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့နေထားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်မယ် ရှင်းရနေမှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးဘဝတွတ်တယ်မယ်ကိုရနေမှာရပိုင်ခွင့်ဟောင်းတွေပြန်လည်တောင်းဆိုနိုင်တယ်ဆယ်ရနေမှာငွေကြေးကိစ္စလုံးသမျှဆင်ပြေမယ်ဆယ်တရနေမှာအပြိုင်ဆိုင်ကြားမှာတွတ်တယ်မယ်ငွေကြေးလတ်လာပါဘဝတွတ်တယ်မယ်ဆယ်နှစ်ရနေမှာရှာတိုက်ခံကြားမှာတန်လန်းပေါ်ခြင်းခက်ခဲအလုံးဖြစ်ရှင်းနိုင်ခြင်းနဲ့တွတ်တယ်ခြင်းရှိ73ရနေမှာ လူယုံဒုက္ခပြည့်တဲ့လူလိန်ဒုက္ခသတိတာ74ရနေမှာ ရှင်ဒီမျိုးနံဆောင်ရွက်တဲ့ကိစ္စမှန်သမျှမှာကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိမှာဖြစ်ပါလေဒီကာလအတွင်းဆယ်ရည်နှစ်မှာထူးခြားတဲ့ကောင်းခြင်းစီရင်တဲ့ထူးခြားတဲ့ကံဆောင်ရွက်ရမယ့်ကိစ္စနှစ်ရက်ရှိတယ်ဆယ်ရည်နှစ်ဇွန်ကနေုံလားပြည့်နေ့နဲ့တိုက်တယ်လေနေုံလားပြည့်နေ့မှာပတောပင်ဆိုက်ရတယ်ခြံတောင်းနေမှာဆိုက်ခိုင်းနေဆိုက်အိမ်နေမှာမြေချပြီးပင်ပေါက်ဆိုင်ဆိုက်အိုးနေဆိုင်ဆိုက် အန္တရာယ်ကင်းတဲ့ဘေးရှင်းတဲ့ထူကြတဲ့ဖုံးကန်တောက်ပါခြင်းရာဓမြအန္တရာယ်သကုတ်အန္တရာယ်ကင်းပတောက်ပင်နေရနေုံလားပြည့်နေမှာပဲဆက်ရတာတနည်းမှာမတည့်ရပဲနောက်အဲ့ဒီဆယ်ရက်နေ့ရှင်နေုံလားပြည့်နေရအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လားပြည့်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်ရင်လက်ဖွင့်ကန်ဖွင့်စေတဲ့စီရင်တော့လို့ရတယ်ညနေ3နာရီချိန်မှာလှုပ်ရတယ်စည်းပင်တပင်ရဲ့ ရှိတောင်ပဲခိုင်းနေရလက်မလုံးသာသာလက်ညှိုးလုံးသာသာတောင်ရှိတဲ့ဈေးကိုင်းဖြတ်ပြီးတော့ရှစ်လက်မလေးအဖြတ်ပြီးတော့အခောက်ခွာရွှေရောင်တုတ်ပြီးတော့အစီရင်ဖြစ်တာရောင်းချင်ဝယ်ချင်အဲ့ဒါလေးထိတွေ့ပြီးရောင်းလက်ပွင့်ကပ်ပွင့်ပြီးတားကောင်းတယ်။နောက်ဒီကံလာတော်တွေမှာတနည်းလိုက်အင်ကဗုဒ္ဓမွေးသူတွေကိုအချိုးပေးစနေနေ့ မွေးတဲ့သူတွေတနည်းကနေနေမွေးတဲ့သူတွေကြောင့်စစ်ရှုပ်ရမယ်။ကျင်းငါကုကနန်းနေကြိုးပြေးတဲ့အဝါရောက်လေးမောင်ရောက်နုံးနေရောက်နေဝေပြေးလို့ရှိရဆောင်ရွက်အဝါရောက်ပန်းဝင်ဖျားကတ်သူပြေးလို့ရဆူတောင်းဆူတောင်းပြေးယေရှုတည်းမှာစနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျူနာ၈ရက်နေ့ကနေစပြီးတော့ စလီရနေတော်တွင်မှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ငွေကြေးကံကောင်းမယ်လက်ဝဲမယ်အတိုင်းခံကြမှာတိုးတက်မယ်ဆောင်ရွက်သမျှထူးခြားတဲ့ကံပွင့်မယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးမိမိဘဝရဲ့တန်လန်းပေါ်ပေါက်မယ်သူတစ်ပါးမထင်မှတ်ထားတဲ့ကိစ္စတွေကိုကိုယ်ကအောင်မြင်လို့ကံဆောင်ရွက်အကျိုးပေးတဲ့ကံလာဖြစ်တဲ့ကိုယ်လုံးသမျှခီးရောက်ပြီးကြိုးရှိတဲ့ကံနဲ့တိုးတက်ခြင်းကြောင့်ရှင်ရနေမှာရာရာဆင်ပြေပဲတိုးတက်မယ် ကိုရဲ့နေ့မှာရန်တိုက်ခတ်နေတဲ့ရှင်ပြီးလောက်ရမယ်။ဆယ်ရဲ့နေ့မှာချူကြတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။ဆတရဲ့နေ့မှာခီးကံကောင်းမဲ့ပြောင်းလဲနဲ့တိုးတက်မယ်။ဆနရဲ့နေ့မှာငွေကြေးလုပ်ငန်းစီးပွားဘဝတိုးတက်မှုစစင်ရ။ဆသောရဲ့နေ့မှာခီးကိစ္စအောင်မြင်မယ်။လူမျိုးကွဲအကျိုးပေးမယ်။ရန်နဲ့မတော်စတိခဲ့မှုတွေကျူးဆန်း 14ရက်နေ့မှာတော့ပေါ်ပေါက်လာတဲ့ခြေတွေကိုလက်တွေ့သုံးချပြီးတော့ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေကိုလက်တွေ့ဆောင်ရွက်နိုင်တယ်။ဒီကာလအတွင်းဂျူနာ10ရက်နေ့ဟာမြင့်မြတ်သောထူးခြားတဲ့အစီအရင်တွေလုပ်နိုင်တဲ့ရက်ဖြစ်တယ်။နေုံလားပြည့်နေ့အိန္ဒိယပတောက်ပင်ဆက်ရတဲ့နေ့ဖြစ်တယ်။နေုံလားပြည့်နေ့ဟာတစ်နှစ်လုံးမှမှပတောက်ပင်ဆက်ပြောင်းရက်ကောင်းရက်မြတ်ဖြစ်တယ်။အိန္ဒိယမှာဆက်ပြောင်းတဲ့ပတောက်ပင်တွေဟာပဝင်းခြင်းကို ထိသိမ့်ပေးတယ်ရံအန္တရာယ်ကင်းအောင်ဆောင်ရွက်ပေးတယ်ခြံနေမှာတောင်းနေမှာဆက်ရတယ်အိမ်နေမှာလည်းစိုက်ပြီးတော့အရှိမထားပေးပါထူးခြားတဲ့ကံတွေစင်ပြေမှုတွေရှိလာမယ်နိုင်ရီဆယ်နှစ်ရလပြည့်နေ့နဲ့ငါးနေ့နဲ့တိုက်တဲ့နေ့ဖြစ်တော့ညနေ3နာရီချိန်မှာဇီးပင်ရဲ့အရှိတောင်ကန်ကနေစည်းကမ်းတကမ်းဖြတ်ပြီးတော့ရှင်းလမလျာပြအခောက်ခွာရွှေချပြီးတော့အဆောင် အနေနဲ့လက်ခေါ်တဲ့ဆောင်းနေနဲ့ဆိုင်မန်ထားရောင်းကောင်းဝဲကောင်းတယ်စတေးရနေ့ဒီကာလအတွင်းလူများနဲ့ဆက်ဆက်တဲ့ခန္ဓာမှာတနင်္လာနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ဆက်ဖြစ်တတ်တယ် တလေးကိုကနန်းနေကြိုးပေးပါတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါသွာလာစဉ်ကာလတွင်တွေ့တဲ့အလူခံပုဂ္ဂိုလ်တို့ကိုလူထမ်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်